ဗရန်ကောင်းတယ်မင်းတို့ဗရန်ကောင်းတယ်မင်းတို့လောက်ွက်မှန်တယ်ဆိုရင်အင်းညာလိုက်မဲမဖောက်နဲ့စိုက်ရုံမှာနေဒါလိုက်ဖောက်ပြီမင်းတို့လက်မလဲဘူးဟုတ်ကျွန်တော်ပြောရတာအင်းပြောကိုကိုလိုပြောတာမဟုတ်ဘူးတရားအညီလို့စာအုပ်ဖတ်မပြရဒါအုပ်စာအုပ်ကိုတော်တော်ဖတ်မပြဘူးလားဒါကိုကျွန်တော်ပြောပြပြမဖောက်ကိုလည်းဘူးမဖောက်မလို့အဲ့ဘိုးတဘက်ကဆို လာွားရင်နော်ခီးတယ်တူသေးနဲ့တို့ွားတယ်တိမ့်တရာကြော်ဘူးတော့ပါွားတယ်အာငါရဲစခန်းမှာငါပြောပြီးသား ားလုံးမမင်္ဂလာပါမိုးကုတစက်ပြင်တဲ့ဗီဒီယိုလေးကတော့အိမ်ထဲဝင်လာပြီးတော့အလှကုန်ပစ္စည်းတွေမဖောက်ပေးခြင်းလို့ဆိုပြီးတော့လာလိုက်တဲ့သူတွေကဗီဒီယိုလေးပဲဖြစ်ပါတယ်မိုးရဲ့ဗီဒီယိုလေးမှဆိုလို့ရှိရင်တော့ဒီအင်ရှင်လေးနဲ့ပေါ့နော်ပြဿနာဖြစ်နေကြပဲဖြစ်ပါအရောက်မှာစိတ်ဝင်စားဖို့လည်းကောင်းတယ်ဗဟုတုတတာလည်းရရှိတယ်ဗီဒီယိုလေးတစ်ပုဒ်ကိုတစ်ဆက်ပြတ်သားပြီးမှမိုးရဲ့ဗီဒီယိုလေးကိုအဆုံးထိလက်ပတ်ကြည့်ရှုဖို့ဖိတ်ခေါ်ပါရှင်ဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ထင်မြင်စက်ချက်လေးတွေကိုဗီဒီယိုလေးကအမကွန်မန့်လေးတွေရေးပြီးလို့ရပါတယ်ရှင်ဗရန်ကောင်းတယ်မင်းတို့ဗရန်ကောင်းတယ်မင်းတို့လောက်ွက်မှန်တယ်ဆိုရင်အင်းရောက်လိုက်မဲမဖောက်နဲ့စိတ်ယုံမာရင်ဒါလိုက်ဖောက်ပြီမင်းတို့လက်မလဲဘူးမဟုတ်ကျွန်တော် ဟမ်ပြောကိုကိုကိုလို့ပြောရမှာမဟုတ်တရားအရင်လို့စာအုပ်ဖတ်မပြရဒါကိုစာအုပ်ကိုတော်တော်ဖတ်မပြဘူးလားဒါကိုကျွန်တော်ပြောပြပြတာကိုလည်းဘူးမပါမလို့အဲ့ဘိုးတပတ်ကဆို လာွားရင်နော်ခီးတယ်တို့သေးနဲ့တို့ွားတယ်တင်းတရားကြော်ဘူးလို့ပါွားတယ်အာငါရဲစခန်းမှာငါပြောပြီးသားငါငါကိစ္စကျွန်တော်အိမ်ကိုလာတာနဲ့ကျွန်တော်ဖမ်းပြီးပို့မှာလို့ပြောပြီးသားအဲ့ကိစ္စတွေကအများကြီးပဲအာကိုကြီးကမှပို့နေပြောမှာဆိုရင်တော့ကိုကျွန်တော်ကျွန်တော်တို့မှာ စစ်လဲကိုတိုးစည်းစရာကျွန်တော်မအမွှေးနဲ့လာတာမဟုတ်ပါဒါပွင့်ပြကိုကြီးကျွန်တော်ကိုတော့ကျွန်တော်ကိုလူမိုက်ရပို့လဲကျွန်တော်မဟုတ်တဲ့ကျွန်တော်မခံအောင်ဒါပွင့်နေပြပါလေဒါကိုကြီးလဲကျွန်တော်တို့အကိုမင်းကငါပြောပြမယ်ကိုဘကကိုကြီးဥမာဒီကညီကျွန်တော်ကိုပွင့်နေပြမယ်ကျွန်တော်လဲကိုကြီးတို့လိုပဲတူတူပဲဒါပွင့်နေပြတာပေါ့ဒီကကိုကြီးညီလေးကိုမလို့ခြင်းဘူးဆိုပွင့်နေပြလို့ရတယ်ဒါကနဲ့ကျွန်တော်တို့ကလည်းကုမ္ပဏီကဒီကောင်ကျွန်တော်တို့ကလည်းပြန်မလျော့ခြင်းလို့ ကဲမင်းဥစ္စာကိုပြန်မရောချင်တာပြောရောချင်တာပြောငါပြောပြမယ်မင်းဥစ္စာအခုဘယ်နှဘူးပါလဲငါလုံးမချအောက်ကိုချအကုန်ဓာတ်တိုက်ဖို့ပြလိုက်ကွာမင်းအဲ့ကုမ္ပဏီရမင်းပြဿနာမှန်တယ်ငါရှင်းမယ်တော့လောင်းမယ်မင်းကလာပြီးတော့ဝါရီမင်းမင်းလိုကောင်မျိုးမပြောနဲ့မင်းနဲ့အများကြီးညင်းတဲ့ကောင်တွေတောင်စိတ်မဝင်စားတာမင်းလိုကောင်မျိုးတွေလောက်စိတ်မဝင်စားဘူးကျွန်တော်တို့ကလည်းမလို့ မင်းငါပြောပြမယ်အေးစစ်စစ်ကိုပေါ့သွားရင်သွားမသွားရင်ငါကူဖုံးဆက်ခုံးငါတို့အိမ်ကမအိမ်သားလေးမိဘူးငါမမိတာပဲရှိတယ်ငါညီမလေးငါမိသားစုမိဘူးလို့တီးပြီးသားအဲ့ဒီကတူပေါ်တာရပြောတာအမေကြီးအဲ့လိုဘာမင်းမတာမရညီမနိုင်ငံမှာလှုပ်စားတဲ့ဘောင်းနီးပေါင်းဆုံးအကုန်ပြီးတယ်အကုန်ပြီးတယ်ညီမနိုင်ငံကိုပတ်ပြီးစီးပွားရေးလုပ်နေတာမင်းတို့ဖြန်ကြတယ်တနာတယ်ဟေ့ရောက်မင်းတို့မင်းတို့လည်းဖြန်ကြကားသမားတော်မဟုတ်ကားအုံနာလိုင်းကားကိုအုံတော်ထောင်စားရတာ မတောင်းတော့ရည်ရှင်းနေနဲ့မတက်မလာနဲ့မရဘူးအဲကြောင့်ဟိုအေးစေးပြန်ပြန်မပြိုင်ငါဖုံးသက်ခေါ်မှာရှင်းရှင်းလေးဖုံးသက်ခေါ်တော့မှမင်းတို့ပြီးတော့မှလာလဲမတောင်းမှန်နဲ့စိတ်ဝင်စားအောင်ငါတို့ခေါ်ရင်အပိတ်ပဲမင်းတို့မင်းတို့ပြဿနာကိုမင်းတို့နိုင်နေရှင်းနိုင်နေသေးကြတယ်ဆိုရင်လောက်ရတယ်အေးစေးငါခေါ်မှာဘာလို့လဲကိုဝေးကောက်ကတရားနဲ့ဖောက်လိုက်ရမှာဗောနော် င်းနေလို့ရှိရင်အခုအကြအချိန်မကြာနေမှာသလို့တော့ line တွေကမကောင်းဒါကြောင့်မလို့ပတ်စုံနံပါတ်6လောက်ချပေးရအောင်ဘုလိုမျိုးကြီးဝင်မနေဆိုင်မှာထုတ်လို့မရဘူးလားရှင်။အော်ရရလေအဲ့ဒါဆိုရင်ဒီကဖုန်းနဲ့အဲ့ဆိုင်တော့ထုတ်လိုက်ရရပေါ့နော်။ဟုတ်ကဲ့ရှင်။ဟိုဒါဆိုလို့ရှိရင်အကူကလက်ရှိတော့ရှိရတာကအကူရဲ့ MBR 70တွေငွေစား70တွေနဲ့လျှော့ပြောင်းနေမှာဆိုအခုကဝန်ဆောင်မှုလေးတစ်ခုတော့ရင်းမရမယ်ဆိုတာပြီးနိုင်ပါမလားရှင်။ဘာလို့ပြရမှာတော့။ဟုတ်ကဲ့ရှင်။ဝန်ဆောင်မှုဆိုတာညီမတို့တရားတစ်ချက်မှပေးကြရမလို့အခုရဲ့ဖုန်းဆက်ကက6ခုကို ကျစ်တုံညာနဲ့ခုံခုံတော့ဆိုရဲအခုရစင်ကြတဲ့အခုဝန်ဆောင်မှုအနေနဲ့ဖုံးပွေလေးတော့ထည့်ထားရမယ်ထည့်ထားနိုင်လားဖုံးပွေဘယ်လောက်ထည့်ရမှာတော့ဟုတ်ကဲ့ရှင်အပေါ်ရအခုကလက်ရှိဆုံးရှိကြတာ MB10 လေးဝန်သားနယ်လေးနဲ့လွှဲပြောင်းယူမယ်လို့အခုကကနေဝန်ဆောင်မှုအနေနဲ့ဖုံးပွေလေးတော့တက်တောင်းနဲ့၆ဆောင်ပြရမယ်ဖြေနိုင်လားရှင်အလောက်ကြီးအောင်ဖြေနိုင်ဦးလေအကူရမယ်ဝင်ပါပါစေတဲ့ဒါကြောင့်ဝေသားစေတဲ့ဖုန်းပြီးနေဆိုတော့ဖုန်းပြီးလေးတောင်းနဲ့ဆက်ဆောင်ပေးရမယ်အကူရေနော်

ပြင်မှာလည်းဒီလိုမျိုးအိမ်ထိလိုက်နေတဲ့လူလိမ်တွေအဲရှိရပေါ့နော်အခုကြည့်နေတဲ့အမျိုးကြီးလည်းဂယုစိုက်ပါလို့ပြောချင်ပါရှင်ကိုရှိကိုဒီလိုမျိုးပစ္စည်းတွေမဖောက်ပွေးခြင်းလို့လာတာပဲဖြစ်ဖြစ်ဒီလိုမျိုးပစ္စည်းကြညာခြင်းလို့လာတာဖြစ်အဝင်မခံပါနဲ့သူတို့ကလူလိမ်တွေပေါ့နော်ဟောအိမ်ထဲဝင်ပြီးရင်တိုးစေးတိုးလိုက်လို့ရှင်ကိုဘာမှမသိတော့ဘူးပေါ့နော်ဒါသူတို့ပြောတာအကုန်လုံးလိုက်လောက်ပြီးတော့အကုန်လုံးဝေတယ်ပေါ့နော်အဲ့လိုမျိုးကြီးလည်းရှိပါတယ်အခုကြည့်နေတဲ့အမျိုးလည်းဘဟုတရားရစီမဲ့တို့မျှော်လင့်ပါရှင်မွေးဗီဒီယိုလေးကိုအဆုံးထိလည်းပဲကြည့်ရှုပေးလို့အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနော်တဒါ